ို့နားတဲ့ကိုကောင်းတဲ့ဇကားတွေနဲ့ပတ်သက်ပြီးတော့လေရောက်လာအောင်မှာပဲဟုတ်လားကိုကိုမျက်နှိုးတဲ့လူတွေချစ်တဲ့လူတွေရှိမှာပဲလေကိုကလည်းပဲကောင်းတဲ့လောက်လေကောင်းမှာပဲလေအဲ့ဒီလိုကိုရဲ့ကောင်းတာတွေကိုလည်းပြောလိမ့်မယ်အဲ့ဒါတွေကလည်းကွယ်ရာပြောတာရှိမယ်ရှည်တင် ပြောတာရှိမယ်ဟုတ်လားအဲ့ဒီကောင်းတာတွေကလည်းဟုတ်တာလည်းရှိခြင်းရှိမယ်မဟုတ်ဘဲနဲ့မြှောက်ပြီးတော့ပြောတာလည်းရှိခြင်းရှိမယ်ဘယ်လိုပဲပြောပြောကောင်းတာတွေပြောပြီးဆိုရင်တော့ အဲ့ဒီစကားသံနောက်ကိုရှင်မူပြီးတော့လိုက်မသွားဘူးလို့တယ်။ဟင်ဒကမကြီးမြတ်ဟင်မကောင်းကောင်းတာတွေကိုမဟုတ်ဖဲနဲ့မြှောက်ပြောတာဆိုရင်တော့နားကိုထောင်းမနေနဲ့ဒါပေမဲ့လူတွေကလည်းခက်တော့ခက်ကြီးဗျာကောင်းတာပြောရင်တော့မဟုတ်လည်းပဲနားအရသာခံပြီးတော့နေနေတာပဲဒါကြောင့်မို့လို့အဲ့ဒီနီလန်းကြီးကဘယ်တော့မှတိမ်ခေါ်မှမဟုတ်ဘူးမြှောက်တာလူတိုင်းကြိုက်တာပေါ့ဆိုတာတကယ်လဲကြိုက်တယ်ဦးစင်းတို့လည်းကြိုက်တယ်ဒကာကြီးဒီမိုင်းများလည်းကြိုက်တယ် ဒါကတော့ဥစဉ်ကသဘောတူလားလို့ကိုမေးမနေတော့ဘူး။တေချာပေါက်ကိုသိတယ်။မြောက်တာမကြိုက်တဲ့လူတယောက်မှမရှိဘူးလို့ကိုပြောလိုက်ခြင်းသေးတယ်။ပုထုဇဉ်နေတဲ့မှာဆိုရင်တော့မှန်ပါဘူး။ဟုတ်လား။ဒါကြောင့်ကိုကောင်းတာကိုပြောတယ်ဆိုရင်မဟုတ်ရင်တော့မဟုတ်ဘူးလို့ပြောလိုက်ပါဒါကြီးကိုအရသာခံမနေပါနဲ့ဟုတ်လား။ကိုကောင်းတာကိုဟုတ်နေအောင်တောင်မှရင့်မှုပြီးတော့မနေပါနဲ့ဟုတ်လား။အေးဒါကကိုနဲ့တိုက်ရိုက်ပတ်သက်တဲ့ကောင်းမကောင်းစကားတွေဟုတ်လား။ စကားတွေကနှစ်မျိုးပဲရှိတာနော်ကိုအเจ้าကကောင်းတာရင်မကောင်းတာရင်အဲ့ဒါကိုလည်းပဲနောက်ထပ်ထပ်ပြီးတော့ခွဲလိုက်ပါဦးကောင်းတာကလည်းဟုတ်တာလည်းပါမယ်မဟုတ်တာလည်းပါမယ်လေးမျိုးဖြစ်သွားပြီဗျမကောင်းတာကလည်းဟုတ်တာလည်းပါမယ်မဟုတ်တာလည်းပါမယ်အဲ့ဒီကောင်းမကောင်းဟုတ်မဟုတ်ဆိုတာတွေကိုရှေ့တင်ပြောတာရှိမယ်ကြွယ်ရပြောတာရှိမယ်ဟောစကားတွေကိုအများကြီးပြသွားတယ်နော်တိုင်ဒါကကိုယ်နဲ့ပတ်သက်တဲ့ဓာတ်ရဲ့အကြောင်းပေါ့နောက်ကိုယ်နဲ့တိတ်မပတ်သက်ဖဲနဲ့ဂိုင်စကားတွေကြံသေးတယ်ဗျာ ဒကမကြီးများအချိန်လေးနဲ့နဲ့ကြံသေးတယ်ပြောဦးမယ်နော်ကိုနဲ့မပတ်သက်တဲ့အကြောင်းတွေဟုတ်လားဟင်မရေတွက်နိုင်တော့အောင်များတယ်အမှုပညာနဲ့ပတ်သက်လို့အာကစားနဲ့ပတ်သက်လို့နိုင်ငံရေးနဲ့ပတ်သက်လို့တဘာဝဘေးဒဏ်နေနဲ့ပတ်သက်လို့ဟင်ဒကမကြီးများကြားနေတာတွေမရှိဘူးလားရှိတယ်စကားတွေစကားတွေမှအများကြီးကြားနေတာနော်အဲ့တော့အဲ့ဒီစကားတွေတဲကိုလည်းပဲတူရခွဲကြည့်ရနော် ကိုယ်နဲ့မပတ်သက်တဲ့တိတ်မပတ်သက်တဲ့စကားကိုအကြောင်းမဟုတ်တာပေါ့လေအဲ့ဒါဘာလဲဆိုတော့ကိုအကြောင်းလို့လည်းပြောမယ်ဆိုရင်ပြောလို့ရတာပေါ့လေဟိုတရားနဲ့ပတ်သက်ရင်တော့ကိုအကြောင်းလို့လည်းပြောလို့ရတာပေါ့ဟုတ်လားအေးထပါတော့ကိုကောင်းကြောင်းမကောင်းကြောင်းဆိုတာနဲ့မပတ်သက်တဲ့အကြောင်းတွေကိုခွဲမယ်ဆိုရင်လည်းနှမျိုးရှိတယ်အဲ့ဒါဘာလဲဆိုတော့အနှစ်မရှိတဲ့စကားရာကြီးအနှစ်ရှိတဲ့စကားစကားနှမျိုးရှိတယ်ဟင်ဒကမကြီးများမှန်ပါဗျာအနှစ်မရှိတဲ့စကားတွေကြားနေရတယ် တခါတရံကြတော့လေအနှစ်ရှိတဲ့ဇကားတွေကြားရတယ်အနှစ်မရှိတဲ့ဇကားတွေကို နားမထောင်ပြဖို့ကြိုးစားပါဘာပြုလို့လဲဆိုတော့ဦးဇင်းတို့လူရင်းပဲပြောမယ်အနှစ်မရှိတဲ့ဇကားတွေတန်ဖိုးမရှိတဲ့ဇကားတွေကိုနားထောင်မှုရင်အဲ့ဒီအချိန်မှာတန်ဖိုးမရှိတဲ့အတွေးတွေဖြစ်နေတာသိကြတယ်တန်ဖိုးမရှိတဲ့စိတ်ကူးတွေတန်ဖိုးမရှိတဲ့စိတ်တွေဖြစ်နေတယ်တန်ဖိုးမရှိတဲ့စိတ်တွေတန်ဖိုးမရှိတဲ့အတွေးတွေဖြစ်နေရင်အဲ့ဒီအချိန်မှာ တန်ဖိုးမရှိတဲ့လူတယောက်ဖြစ်နေတာသိကြလားမှန်ပါဘူးဒီစိတ်ကလေးဒီအတွေးလေးနဲ့လူလုံနေရတာအတွေးကတန်ဖိုးမရှိဘူးစိတ်ကတန်ဖိုးမရှိဘူးဆိုအဲ့ဒီအချိန်မှာတန်ဖိုးမရှိတဲ့လူတယောက်ပေါ့ဗျာမှန်ပါဟုတ်လားမှန်ပါဒါကြောင့်တန်ဖိုးမရှိတဲ့ဇာတ်တွေကိုနားထောင်နေတဲ့အချိန်မှာငါဒီတန်ဖိုးမရှိတဲ့အတွေးတွေတန်ဖိုးမရှိတဲ့စိတ်တွေဖြစ်နေတဲ့အတွေ့အကြုံတန်ဖိုးမရှိတဲ့လူတယောက်ဖြစ်နေပြီဘဝဟာတန်ဖိုးရှိတယ်အချိန်ဟာတန်ဖိုးရှိတယ် တန်ဖိုးရှိတဲ့အချိန်တွေတန်ဖိုးရှိတဲ့ဘဝတွေခွန်အားတွေကိုတန်ဖိုးမရှိတဲ့အဖြစ်နဲ့ငါဖြုံးတိပြစ်နေတာပဲလို့ထိတ်လန့်တဲ့သဘောရှိရမယ်။မြင့်မြတ်တာတွေလုံနိုင်ခွင့်ရှိနေတာကိုနှိမ်ကြတာတွေကိုလုံနေတယ်။အဲ့တော့တန်မရှိတဲစကားတေကိုနာထောင်လို့အကျိုးဆုပ်ယုတ်တာတွေအများကြီးရှိပါတယ်ဗျာ။စကားနောက်လိုက်သွားပြီးတော့တခါတည်းတချို့များလိုက်ပြီးတော့ဖြည့်ရှင်းသည်အထိမိုက်ပြတာတွေရှိတယ်နော်။မှန်ပါဗျာ။အဲ့တော့ဦးဇင်းတို့ တန်ဖိုးမရှိတဲ့ဇာကားနဲ့ပတ်သက်ပြီးတော့အကျေတဝန်ကြီးမပြောချင်ဘူးဟုတ်လားအမြင့်ကစားဖြတ်လိုက်မယ်နားမထောင်ဖြစ်အောင်ကြိုးစားပါနားထောင်ဖြစ်သွားရင်တော့အကျေအကျေမငိမ့်ပွေတယ်ဓာခုတ်ရလက်ရှူဟုတ်လားမှန်ပါတယ်နော်ဓာခုတ်ရလက်ရှူမိတတ်တယ်နော်ဇာကားတွေနားထောင်ပြီးတော့ကိုယ်နဲ့ဘာမှဆိုင်ညာမဆိုင်သူများအမှုတွေတဲ့ဝင်းပါ တချို့ဆိုရင်တန်ခါရှင်းရဒီစကားဟိုပို့ဟိုစကားဒီပို့ဟာကိုကကြားထဲကနေပြီးတော့ဟိုလူကမတရားတာဒီလူကမတရားတာကို့မယ်ရှုပ်ရှက်ကိုခတ်နေတာပဲဟင်ဒကမကြီးများကို့အလုံးနဲ့စားဝတ်နေရည်တွေနဲ့ကို့ဘဝခန္ဓာရည်တွေနဲ့ရှုပ်ရတဲ့ကြားတဲ့ဒီအနှစ်မရှိတဲ့စကားတွေကို ဖြေရှင်းနေရတဲ့အရှုပ်တွေကထပ်ပြီးတော့များနေသေးတယ်အဲ့တော့တန်မှုရှိတဲ့လူတယောက်ဖြစ်ချင်တယ်ဘဝမှာလေးလေးနက်နက်ဖြစ်ချင်တယ်ဆိုရင် တန်ဖိုးမရှိတဲ့ဇကားတွေဟာငါရဲ့ဘဝကိုတဖြည်းဖြည်းနဲ့လှိုက်ရှားနေတာလို့သဘောပေါက်ပြီးတော့တတ်နိုင်သမျှနားမထောင်ဖြစ်ဖို့ကြိုးစားဟုတ်ရလားမှန်ပါအေးနောက်တန်ဖိုးရှိတဲ့ဇကားဒါကြတော့ရှားဖွေပြီးတော့ကို နားထောင်ရမယ်မှန်ပါတန်ဖိုးရှိတဲ့ဇကားတဲ့နော်ဒါလေးနဲ့ပတ်သက်ပြီးတော့ဦးဇင်းတို့မေဂိယသုတ်တံကိုနည်းနည်းလေးနေကုန်းချုပ်ပြောခြင်း မိဂိယဆိုတဲ့ယဟန်တစ်ပါးရှိတယ်နော်မြတ်စွာဘုရားလက်ထက်ကဘုရားရဲ့အလုအကျွေးယာယီသူဆောင်ရွက်တယ်ရှင်အနန္ဒာအလုအကျွေးမလုခင်တုန်းကပေါ့လေအဲ့ဒါနဲ့တနေ့တော့မြတ်စွာဘုရားနဲ့သွားရင်းနဲ့ဟိုးခလန်းလန်းမှာတရက်ဥယျာဉ်ကြီးမှိုင်းညို့ပြီးတော့မြင်တယ်မြင်တော့မြတ်စွာဘုရားတဲ့တပြိတော့အဲ့ဒီတရက်ဥယျာဉ်ကြီးကိုလည်းမြင်တော့တရားသွားအထုတ်ခြင်းစိတ်တွေအယံပေါက်တယ်တပြိတော့အဲ့ဒီသွားဘုရားရှိအဲ့ဒါမြတ်စွာဘုရားကချက်သားငါဘုရားတပါးတည်း နောက်ထပ်အလုတ်အကျွေးယဟန်တစ်ပါးလာသည်အထိစောင့်ဆိုင်းမအောင်အရှင်ဘုရားတဲ့တပည့်တော်သွားတရားအားထုတ်ပြရစီအရှင်ဘုရားကတရားအားထုတ်เสียမလို့တော့ဘူးတဲ့ပြီးပြီးသားတပည့်တော်အခုမှပုထုသင်ပဲရှိသေးတယ်ဒါကြောင့်တပည့်တော်ကိုခွင့်လွှတ်တော်မူပါဟောအဲ့ဒါလိုတောင်းလျှောက်တာနော်အဲ့တော့မြတ်စွာဘုရားက၃ချိန်တားတယ်မရအောင်ဂိုင်းတရားအားထုတ်ခြင်းလို့သွားတယ်ဆိုတော့ငါပဲတားလို့ဖြစ်တော့မှာပေါ့သွားလေဆိုတော့ဘုရားရဲ့တပည့်သင်္ကန်းကို အဲ့ဒီနာအသာချထားခဲ့ပြီးတော့သွားတာဗျာတရားအားထုတ်ခြင်းလွန်းတဲ့စိတ်เนาะအဲ့ဒါကလည်းသူကအဲ့ဒီနေရာနဲ့သူနဲ့ကဓက်ခိုက်နေတာအဲ့ဒီတရားဥယျာဉ်ကြီးကတစ်ချိန်လုံးကသူကရှင်မင်းဖြစ်ပြီးတော့ထိနှံဆုဆန့်ခဲ့တဲ့နေရာကြီးတဲ့ဒါသူမသိပါဘူးဘဝလောကဆိုတာတိတ်ဆန်းကြယ်တယ်ဗျာเนาะအဲ့ဒါနဲ့အဲ့ဒီနေရာလေးရောက်ရောသူကအဲ့ဒီတရားဥယျာဉ်ကြီးရဲ့အလေကြောက်ဖြာကြီးပေါ်မှာထိုင်ပြီးတော့ မယ်တရားနှလုံးတွေကျင့်သုံးပြီးတော့ပီတိတွေဖြစ်နေလိုက်တာ။အော်တိတ်ရှိလို့အေးချမ်းလိုက်တာ။အယောင်နောက်ကျလိုက်တာ။အဲ့ဒါလိုဖြစ်တာ။ခဏလဲနေရောအဲ့ဒီပီတိတွေအဲ့ဒီတရားသဘောတွေဘယောက်တော့မှမသိ။ဘာတွေဖြစ်လာတုံးဆိုတော့ကာမဝိတ္တ၊ဖြာဘာဒဝိတ္တ၊ဝိဟိန္ဒဝိတ္တတွေတစ်ခုပြီးတစ်ခုဝင်နေတော့တာပဲတဲ့။အဲ့ဒါနဲ့သူချွေးတွေတောင်ပြန်လာတယ်လို့ဆိုတယ်။အဲ့ဒါနဲ့သူတရားချပြီးတော့သူ့ကိုယ်သူစဉ်းစားတယ်။အော်အံ့ဩစရာကောင်းလိုက်တာ။ ငါယုံကြည်မှုနဲ့ယဟန်ဘဝကိုရောက်ခဲ့တာငါတကယ်မြင့်မြတ်တဲ့စိတ်နဲ့ဒီနေရာမှာမြင့်မြတ်တဲ့အလုပ်ကိုလုပ်မယ်ဆိုပြီးတော့လာခဲ့တာဘယ်နဲ့ကြောင့်ဒီဝိတ္တဆိုးတွေဝင်နေပါလေဖယ်လို့ကိုမရဘူးဖြစ်နေတာအဲ့ဒါသူရှင်မင်းဘဝကဖြစ်ခဲ့တဲ့အကြံတွေကအခုချိန်မှာလိုက်ပြီးတော့ဓာတ်ခိုက်နေတာတဲ့အဲ့ဒါနဲ့မြတ်စွာဘုရားကြီးကိုသူကြွသွားတယ်ဟိုကြတော့မြတ်စွာဘုရားကိုလျှောက်တယ်အံ့ဩတယ်ဗျာတပည့်တော်စိတ်ကောင်းနှလုံးကောင်းနဲ့သွားတာရည်ရွယ်ချက်ကောင်းနဲ့သွားတာ အတွေးတွေက ချိုနေလိုက်တာမပြောနဲ့တော့စိတ်များထိမ့်ရသိမ့်ရတိတ်ခတ်တာပဲဗျာအဲ့ဒီမှာမြတ်စွာဘုရားကချက်သားစိတ်ဆိုတာအင်မတန်လျှက်ပေါ်လော်လီတယ်အင်မတန်တုံလှုပ်တယ်ဘာဝနာဘက်ကိုတင်လိုက်ပြီဆိုလို့ရှိရင်ရေထဲမှာနေနေကြငါးကိုကုန်းပေါ်မှာပြစ်တင်လိုက်တော့တစ်ဖြက်ဖြက်တုံလှုပ်တယ်လို့မျိုးပဲတဲ့ ကာမအာယုန်တွေထဲမှာအမြင်နေခဲ့တဲ့စိတ်ကိုစိတ်ငြိမ်ရာတိတ်ဆိတ်ရာလဲတင်လိုက်ရောလုံးဝအိမ်ဒီမရဘူးဖြစ်သွားတယ်တဲ့ဒါကြောင့်တဲ့လေးသမားဟာသူ့ရဲ့မျှားတံကိုမိအပူပေးပြီးတော့ဖြောင်းတယ်လို့ပညာရှိတဲ့လူဟာကိုယ့်ရဲ့စိတ်ကလေးကိုဖြောင်းမတ်အောင်ပြုတ်ပြီးတော့ယုံထွက်နိုင်ခဲ့တဲ့ဒီမန်နဲ့ရဲ့လက်ကနေယုံထွက်နိုင်အောင်ကြိုးစားရမယ်ဒီမှန်ရဲ့ကိလေသာမှန်ရဲ့လက်ကနေယုံထွက်နိုင်အောင်ကြိုးစားရမယ်လို့တရားဟောတာ အဲ့ဒီမှာတလက်စတယ်မြတ်စွာဘုရားဘာပြောလဲဆိုတော့စေတောဝိမု ക്തി အရဟတမအရဟတဖို့လို့ခေါ်ရတယ်စိတ်ရဲ့ကိလေသာကလွတ်မြောက်ခြင်းလို့ဆိုရတယ်စေတောဝိမု ക്തി နော်အဲ့ဒီစေတောဝိမု ക്തി ကို ရင့်ကျက်စေတဲ့တရား၅မျိုးရှိတယ်တဲ့ပိဿယတရားကနည်းနည်းလေးနဲ့လာတယ်လို့ထင်ရတယ်နော်အရဟတမအရဟတဖို့ကိုရင့်ကျက်စေတဲ့တရားဘယ်နှပါးရှိတယ် ၅ပါးရှိတယ်နံပါတ်၁မိကောင်းဆွေကောင်းတဲ့နော်နံပါတ်၂ပါတိမောက္ခတံဝရတီလကိုချင်းတရားတဲ့ဟုတ်လားနံပါတ်၃စကားကောင်းကို ချမ်းချမ်းသာသာလွယ်လွယ်ကူကူရနိုင်တဲ့အခွင့်အရေးရှိရမယ်တဲ့ဟုတ်လားနံပါတ်၄မကောင်းတာတွေကရှောင်ဖို့ကြိုးစားတဲ့နေရာမှာ ကောင်းတာတွေပြည့်စုံအောင်ကြိုးစားတဲ့နေရာမှာထက်သန်တဲ့လုံလဝရိယရှိရမယ်တဲ့ နံပါတ်5ဖြစ်ချင်းပြက်ချင်းကိုထွတ်ထွန်းပြီးတော့မြင်နိုင်တဲ့ဉာဏ်ပညာရှိရမယ်တဲ့ဘယ်နှချက်လဲ5ချက်မိကောင်းဆွေကောင်းတီလာစကားကောင်းကိုရနိုင်တဲ့အခြေအနေပြီးတော့ဗာလဲဝိရိယပညာအဲ့ဒီမှာမြတ်စွာဘုရားကချက်သားတဲ့နံပါတ်1မိကောင်းဆွေကောင်းဆိုတဲ့အင်္ဂါကိုသာမင်းပြည့်အောင်ဖြည့်မယ်ဆိုရင်တီလာလဲရှိမယ်လို့မျှော်လင့်ရတယ် ီလတေချာပေါက်ရှိလိမ့်နော်စကားကောင်းလည်းတေချာပေါက်ကြားရဟုတ်လားဝိရိယလည်းတေချာပေါက်ရှိလိမ့်နော်ပြီးတော့ပညာလည်းတေချာပေါက်ရှိလာလိမ့်အဲ့ဒီတော့မိကောင်းဆွေကောင်းရှိရင်ကြံတဲ့၄ပါးသည်မိကောင်းဆွေကောင်းကိုအမိပြုတ်ပြီးတော့ပြည့်စုံသွားပါလိမ့်မယ်တဲ့အဲ့ဒီသုတ္တမှာမိကောင်းဆွေကောင်းကိုဥစားပေးပြီးတော့ပြောတယ်ဒါပေမဲ့ဥဒင်းတို့ကဒီနေရာမှာပိဋကတ်တို့ကိုစကားနဲ့ပြောနေတာဆိုတော့အဲ့ဒီမြတ်စွာဘုရားဟောထားပုံလေးကိုသဘောကျနှံလို့ စကားကောင်းကိုလွယ်လွယ်ကူကူရနိုင်တဲ့အခွင့်အရေးရှိရမယ်တဲ့ဒီစကားလေးကိုကြိုက်တယ်တချို့ကောင်းတဲ့စကားကိုလွယ်လွယ်ကူကူမရဘူးခက်ခဲချင်းချင်းလှုပ်ယူမှရတာဟုတ်လားဒီခက်ကြီးမှစကားကောင်းရဖို့လွယ်တယ်ဆိုရင်လည်းဟုတ်တယ်ခက်တယ်ဆိုရင်လည်းဟုတ်တယ်အဲ့တော့စကားကောင်းကို လွယ်လွယ်ကူကူရဖို့ဆိုတော့စကားကောင်းဆိုတာဘလို့ဟာမျိုးလဲအဲ့ဒီမှာမြတ်စွာဘုရားကစကားကောင်းကို၁၀မျိုးလောက်ပြောထားတယ် ပေးတတ်ရင်လေးလေးနက်နက်နားထောင်နော်စေတောဝိမု ക്തി ကိုရင့်ကျက်စေတဲ့အင်္ဂါတရက်ဟုတ်ရလားအဲ့တော့စကားကောင်းကြားနိုင်တဲ့အခွင့်အရေးအဲ့ဒီစကားကောင်းက10မျိုးဟုတ်ရလားနံပါတ်1အပိစ္ဆကထာပြောကြည့်စမ်းပါဗျာအပိစ္ဆကထာအလိုနည်းမှုနဲ့ဆက်ရှင်တဲ့စကားတဲ့နော်ပြောလိုက်တဲ့စကားကြားလိုက်ရတဲ့စကားက အလိုနေမှုနဲ့ဆက်ရှင်တဲ့စကားလောဘနေတဲ့စကားနော်ဥစဉ်ထက်ရှင်းမပြဘူးနော်ပေးတဲ့လူညံရှိတယ်နော်ဟာဟိုဝါရချင်းတရားရချင်းဟေးကောင်မရေးဈေးထဲမှာဘာအစ်စ်ပေါ်နေပြန်ပြီတဲ့အဲ့ဒါအလိုနေသေးတဲ့စကားလားအဲ့ဒါဘာစကားတော့အလိုကြီးစေတဲ့စကားတေချာပေါက်ဒုက္ခရောက်တော့မယ်အဲ့ဒါကိုယ့်ကိုမီးလာရှို့တဲ့လူလို့မှတ်လေဟုတ်လားဒီမကြီးများဟေးညီးကိုဘယ်သူကဘယ်လိုပြောနေတာအဲ့ဒါအလိုနေစေတဲ့စကားလားမဟုတ်ဘူးဒေါသဖြစ်စေတဲ့စကား ဟုတ်လားအဲ့တော့နံပါတ်1အပိဿာကထာ အလိုနည်းစေတဲ့စကားနံပါတ်2တွတ်တွတ်လေးသွားအောင်ဗျာ အချိန်သိပ်မရှိတော့ဘူးဟုတ်လားနံပါတ်2တန်တုဋ္ဌိကထာ ရောင်ရဲမှုနဲ့ဆက်တဲ့စကားတဲ့ဟုတ်လားဒါရလည်းအာမရနိုင်ဟိုဝါရလည်းအာမရနိုင်တခါတည်းရခြင်းမှုတွေရဲ့ဆန္ဒတွေကိုပဲလိုက်ဖြည့်စည်းနေရတာနဲ့အဖို့တန်တဲ့အလုပ်တွေကိုလုပ်ဖို့အချိန်တွေကကုန်သွားရောเนาะဒါကြောင့် တန်တုဋ္ဌိကထာရောင်ရဲမှုနဲ့ဆက်တဲ့စကားကိုကြားကိုကြားတဲ့ဒီခေတ်ကြီးမှာသိမရှိဘူးနော်တိုးတက်အောင်လုပ်ရမယ်တိုးတက်အောင်လုပ်ရမယ်လို့ကြွေးကြော်ပြီးတော့အတင်းမဲ့တိုးတက်ခိုင်းနေတာဒီကလူရှာထွက်နေတာသူတို့သိကုန်မသိဘူးဟင်ဒကမကြီးမြတ်သေသေးချာချာစဉ်းစားနော်မြတ်စွာဘုရားရဲ့သာသနာတော်ကအဓိကကပစ္စည်းဥစ္စာတွေပေါ်များဖို့ညွှန်ပြတာလားငြိမ်းချမ်းမှုအစစ်ရအောင်ညွှန်ပြတာလား ေးတစ်ချိန်တည်းပဲစီးပွားဥစ္စာကိုလည်းဘယ်လိုတရားပေါင်အတွင်းကရှာရတယ်ဆိုတာကိုလည်းမပြောဘူးမဟုတ်ပါဘူးပြောပါတယ်သို့တော့တကယ်လူရင်းကပါလေငြိမ်းချမ်းမှုရံဖို့ဘဝတန်တရာကလွတ်ဖို့တန်တရာထဲမှာကြီးပွားဖို့ရည်ရွယ်ချက်နဲ့ဘုရားတရားဟောတာမဟုတ်နော်ဘုရားတရားတော့အလုံးလို့ရဲ့ရည်ရွယ်ချက်ဒီတန်တရာကလွတ်ဖို့ဟုတ်ရလားအေးဒါကြောင့်တန်ဒုဋ္ဌိကထာရောင်ရဲမှုနဲ့ဆက်တဲ့စကားဒီခကြီးမှာ အင်မတန်ရှားသွားပြီလို့ထင်တယ်တိုတက်ဖို့ကြီးပွားဖို့လူချင်းတူဖို့ပခုံးချင်းရှင်နိုင်ဖို့ရှင်ကြပေါ့ဟုတ်လားတခါကြီးမိုင်းညာဒီလိုပဲဥစဉ်ကတော့ပြောလိုက်ခြင်းတယ်နော်တန်တုဋ္ဌိကထာပြီးတော့ဗာလဲနှစ်ခုရှိသွားပြီနော်အေးပြီးတော့ဗာတော့ဆိုတော့ဝိဝေကကထာတဲ့စိတ်ငြိမ်မှုနဲ့ဆက်တဲ့စကားတယောက်ထဲနေရတာကောင်းတယ်တစ်စီထဲနေရတာကောင်းတယ်ဟုတ်လား ဒါဥစဉ်ဟိုဘက်ကဥပတိဝိဝေကမပြောတော့ဘူးဥပတိဝိဝေကဆိုတာနိဗ္ဗာန်ကိုပြောတာနော်အဲ့ဒါလိုအေးအေးချမ်းချမ်းတယောက်တည်းနေရတာသိတ်ကောင်းတာပဲဆိုတဲ့ဇကားမျိုးလေးတွေမကြမကြာကြားရမယ်အများနဲ့နေရတာသိတ်ဆင်းရဲတာပဲဆိုတာမျိုးကြားရမယ်နော်နော်တာတာရဏီဝိဟင်ညာတိပေါင်းသင်းဆက်ဆံရတာအင်မတန်ပင်ပန်းနေလက်ခံလာတယ်ကမကြီးများအပေါင်းအသင်းတယောက်ရှိရင်တယောက်စာပင်ပန်းနေနှစ်ယောက်ရှိရင်နှစ်ယောက်စာပင်ပန်းနေ ဟုတ်ရဲ့လားမိကောင်းဆွေကောင်းဆိုတာကအတိပဲတစ်မျိုးနော်တကယ်ယူမိုက်များအေးသာရတဲ့နေဝိဟဉဏ်တိဒါကြောင့်ဝိဝေကကထာစိတ်ငြိမ်မှုနဲ့ဆက်သက်တကားနောက်အတန်တကကထာမယောနှောမှုနဲ့ဆက်တဲ့စကားတဲ့လူရှုပ်ရှုပ်ရှိတဲ့နေရာဆိုသိတ်သွားချင်တာပဲဟုတ်လားအဲ့ဒါအတန်တကကထာဖြစ်နိုင်မှာလားမဖြစ်နိုင်ဘူးဟိုနားလည်းငါပါလိုက်ခြင်းနဲ့ဒီနားလည်းငါပါလိုက်ခြင်းနဲ့ ပွဲလမ်းတစ်ခုခုလုပ်လို့ငါ့ကိုမဖိတ်ဘူးဆိုရင်စိတ်ထဲမှာမခံစားနိုင်ဘူးအဲ့ဒါပါဖြစ်တာရောနှောခြင်းတာဆက်ရှက်ခြင်းတာတရားနဲ့ဝေးတယ်ဆိုတဲ့လက္ခဏာဟုတ်လားတရားဆိုတာမရောရရင်ပြီးရောအဲ့ဒီသဘောမျိုးသဘောပေါက်တယ်နော်အတန်တကကထရောနှောဆက်ရှင်မှုမရှိတဲ့စကားနော်ပြီးတော့ပါလေဝိရိယရမ္ဘကထအကုသိုလ်တွေပယ်ဖို့ကုသိုလ်တွေပြည့်စုံဖို့ကြိုးစားမှုနဲ့ဆက်တဲ့စကား ဘယ်နှခွန်းရှိသွားပြီတို့၅ခွန်းရှိသွားပြီပြန်ပြောမယ်မှတ်မိအောင်အပိရှာကထာအလိုနေမှုနဲ့ဆက်တဲ့စကားအတန်တုတန်တုဋ္ဌိကထာရောင်ရဲမှုနဲ့ဆက်တဲ့စကားပြီးတော့ဝိဝေကကထာစိတ်ငြိမ်မှုနဲ့ဆက်တဲ့စကားအတန်တကကထာမယောနှောမှုနဲ့ဆက်တဲ့စကားဝိရိယဓမ္မကထာလုံးလဝရိယနဲ့ဆက်ရှင်တဲ့စကားနောက်၅ပါးကတိလကထာတမာတိကထာကြားဘူးတယ်နော် သီလကထာသမာဓိကထာပညာကထာသီလသမာဓိပညာဝိမု ക്തി ကထာဝိမု ക്തി ညာနာတတနာကထာဝိမု ക്തി ဆိုတာမဲ့ညာကိုပြောတာဝိမု ക്തി ညာနာတတနာဆိုတာပိစဝခဏညာကိုပြောတာမဲ့ညာဖူညာရပြီးတော့ကိုရတဲ့မဲ့ညာဖူညာကိုဆင်ញင်နေဟုတ်လားပြီးတော့ကုံတဲ့ကိလေသာကြံတဲ့ကိလေသာတွေကိုဆင်ញင်နေအဲ့လိုပေါ့နော်အဲ့ဒါပိစဝခဏညာပေါ့နော်အေးအဲ့ဒီလို့ ေလသမာဓိပညာဝိမု ക്തി ဝိမု ക്തി ညာဏဒသနာဆိုတဲ့ကထာ၅ပါးနဲ့စောစောကကထာ၅ပါးပေါင်းလိုက်တော့စကားဆေခွန်အဲ့ဒါဒီကောင်းသောစကားတဲ့ဟုတ်ရလားမှန်ပါဗျာအဲ့ဒီလိုစကားကောင်းကို လွယ်လွယ်ကူကူချမ်းချမ်းသာသာရနိုင်တဲ့အခွင့်အရေးရှိရမယ်အဲ့ဒီလိုစကားမျိုးကိုစူးစမ်းပြီးတော့နားထောင်ရမယ်